ရသော်ဘုရားကတရားဆိုတာဖရားပဲလို့ပြောခဲ့တယ်လေရှင်ဝဲကလေးကိုတောင်းမှမြတ်စွာဘုရားကယောဓမ္မပတ္တိသောမပတ္တိဓမ္မကိုတွေ့မှငါ့ကိုတွေ့မှမင်းဓမ္မကိုတွေ့မှငါ့ကိုတွေ့မှငါနဲ့တွေ့မှလေဓမ္မဆိုတာသိမှလို့ရှင်နန္ဒာကိုမှားခဲ့တဲ့စကားတစ်ခုဆိုရင်ငါပြိဋိဘံဆံသွားလို့ရှိရင်ငါဟောခဲ့တဲ့ဝိနည်းပြည့်ညတ်ခဲ့တဲ့ဝိနည်းနဲ့ဟောခဲ့တဲ့ဓမ္မတွေဟာ မင်းတို့ရဲ့ဆရာပဲဆိုမြတ်စွာဘုရားက success အနေနဲ့ယာဒုဆက်ခံမှုရပုဂ္ဂိုလ်ကိုမရွေးခဲ့ဘူးဓမ္မဝိနည်းကိုသာရွေးခဲ့တာဖြစ်တယ်အခုခေတ်ကျတော့လူကိုပဲရွေးကြတယ်လေသမထတူငိမ့်စားယူသွားရင်နောက်သမထပုဂ္ဂိုလ်ပဲမဟုတ်လားဥက္ကဋ္ဌတယောက်ငိမ့်စားယူသွားရင်နောက်တက်တဲ့လူကလည်းဥက္ကဋ္ဌပဲမဟုတ်လားအဲ့ဒါလူလောကလူတွေကတော့ပုဂ္ဂိုလ်ပဲရွေးတာ ရသဗျာကပုဂ္ဂိုလ်ကိုမရွေးခဲ့ဘူးဓမ္မကိုပဲရွေးခဲ့တယ်ဒါကို successor လို့ခေါ်တယ်ယရုဆက်ခံသူရသဗျာယရုဆက်ခံတာဘယ်သူလဲလို့မေးရင်ဓမ္မဝိနည်း